အမလီသားတို့ရေတော်ထူးဆန်းတဲ့ချွေမတွေကိုယူခဲ့တာလားတချို့တွေရဲ့လက်ကရှိတယ်တချို့တွေကခြေထောက်ကရှိတယ်ဒီ၅ယောက်ကငါရဲ့အရင်စင်းရဲ့အိမ်မှာဘလူနေကြမှာတော့ငါရဲ့အိမ်ကတည်တည်လေးသူတို့၅ယောက်ဘလူများနေနိုင်မှာတော့အမေကလည်းဘာလို့စိတ်ပူနေရတော့ကျွန်တော်ရဲ့မိမတွေကအကုန်လုံးကြည့်ချက်ပြီးတော့လုံလိုက်လိမ့်မယ်မဟုတ်လေကျွန်တော်တို့ညီကို၅ယောက်ကမနေ့ပြန်မြို့ပေါ်တက်မှာညို့တွေကဒါဘာလို့တာတော့ငါ့ကိုမမေးဘဲနဲ့ညီတို့သဘောနဲ့ညီတို့အိမ်တော်ပြုတ်လိုက်ကြတယ်ပေါ့ ပြီးတော့ငါ့ကိုဘာမှလည်းတခုမှမတိုင်မြင်မနဲ့ဒီလူတွေကမြို့ပေါ်သွားတော့မှာပေါ့။ဘာတွေဖြစ်နေတာရော။ငုံပြချက်မချခင်အရင်ငါ့ကိုမေးရမယ်ဆိုတာနေတော့မသိဘူးလား။အမေရဲ့အမေရဲ့တာငါးယောက်ပေါ်မှာတာဝင်နေရောက်လာပြီလေ။ဒါကြောင့်မလို့မြို့ပေါ်တက်မလို့ပါ။အမေကကိုယ့်ကိုယ်လည်းဂယူဆိုင်။ကျွန်တော်ရဲ့မိမတွေကိုလည်းဂယူဆိုင်ပေးပါနော်။ပြီးတော့ကျွန်တော်တို့ကိုလည်းခွင့်လွှတ်လိုက်ပါနော်။မေအမေကသမီးတို့ကိုအယမ်းစိတ်ဆိုးနေရလားဒါကြောင့်မလို့အိမ်ထဲဝင်ဖို့မကြိုဆိုတော့ဘူးလားဒီအရှိကသုံးယောက်ကိုတော့ကြိုဆိုလို့ရပါတယ် ကျန်တဲ့အနောက်ကနှစ်ယောက်ကိုဘလူလို့အိမ်တဲကိုဝင်ဖို့ကြိုးဆိုရမှာတော့တယောက်ကခြေရောက်ရှိပြီးတော့နောက်တယောက်ကလေပင်းရှိနေတယ်ငါကတော့နားကိုမလဲတော့ဘူးနေတော့ငါရောက်ဒီအိမ်ထဲမှာဘလူနေကြမှာတော့ဘာမှဖြစ်ပါအောင်အမေရဲ့အမေတို့ကငုံလို့ရတာပဲအိမ်ထဲမှာလည်းဒီလိုမျိုးငုံပြီးမဲနေမှာပဲဒီပါဟုတ်ပါပြီနေတော့ကိုကြိုးဆိုဖို့အတွက်ပကံသွားယူလိုက်အောင်မေဒီလိုပြောပြီးအိမ်ထဲဝင်ပြီးတော့မှကြိုးဆိုဖို့အတွက်ပစ္စည်းတွေယူခဲ့ပြီးတော့မှအိမ်ထဲကိုခေါ်ခဲ့တယ် ဒီလိုနဲ့အိမ်ထဲဝင်တဲ့အခါမှာလက်ရှိတဲ့ရွှေမားနဲ့ဘင်းရှိတဲ့ရွှေမားကအိမ်ထဲကိုဝင်ဖို့အတွက်တက်သွားခဲ့တဲ့အဒီချိန်မှာဒေါညိုကသူ့သား၅ယောက်ကိုပြောတယ်သားတို့ရေဒီနေ့ရောက်ကအိမ်ထဲကိုဝင်လို့မရအောင်ဖြစ်နေတယ်။အိမ်ထဲဝင်ပြီးတော့မှဘလို့လို့ရက်ပြီးနေနိုင်မှာတော့။ငါအလုပ်တွေဘလို့လုံးမှာတော့။ငါကတော့အရာတွေကိုစဉ်းစားစဉ်းစားပြီးခေါင်းထောင်ကိုက်လာပြီးညညရဲ့စကားကိုကြားပြီးတော့မှသူတို့နှစ်ယောက်ကလည်းငုတ်ပြီးတော့ဝင်လာခဲ့တယ်။အိမ်ခေါမိုးက နေတဲ့အတွက်ကြောင့်မလို့သူတို့ကဝင်ဝင်လာခြင်းပဲထိုင်လိုက်ကြတယ်။အဲဒီချိန်မှာတယောက်ကစားစရာတောက်စရာတွေရဲ့အနံ့ကိုရခဲ့ပြီးနောက်တယောက်ကတော့တခုခုလဲရောင်းနေတဲ့အတန်ကိုကြားခဲ့ရတယ်။အနီးတဝိုက်မှာခုခုကောင်းတာချက်နေရတဲ့ထင်တယ်။အနံ့ကမွေးနေတာပဲ။အမေအမေကရေခဲချောင်းစားမလား။စားချင်တယ်ဆိုရင်သမီးကိုပြောလိုက်ပါသမီးဝယ်ပေးမယ်။ဒါလိုလဲဆို9မိနစ်ကြာမှအဲ့တင်ချင်းရောင်းတဲ့ရေခဲချောင်းတွေရောက်လာမှကြည့်လိုက်အောင်။နေမိမကစိတ်ကူးရည်ရင်းနေတယ်။အိမ်မက်ဒီမက်နေတယ်။ တယောက်ကတော့အားအသောက်တွေရဲ့ညနေနောက်တယောက်ကတော့အောင်စားချင်နေတယ်တဲ့ဒီလိုပြောနေတဲ့အချိန်မှာပဲခနဲ့နေအပြင်မှာတယောက်နဲ့သူကရောက်လာခဲ့တယ်။အကောမြင်ပြီးတော့မှဒေါညိုတယောက်သူ့ရဲ့ချွေးမ၅ယောက်လုံးကိုအရင်အော်ပြီးကြည့်နေခဲ့တယ်။မင်းသမီးတို့၅ယောက်ကိုဒီလိုပါလို့ကြည့်နေတာရောသမီးတို့ကအမားလောက်ခဲ့လို့လား။နေတို့တွေက ကြည့်ရတာထူးဆန်းတာမဟုတ်ဘူး။တကယ်တော့နေတို့ရဲ့နားတွေနှာခေါင်းတွေကတော်တော်လေးကိုအမြင့်ကြတယ်နော်။မင်းအခုနားလဲပြီလား။ သူတို့၅ယောက်နဲ့ဘာလို့မင်္ဂလာဆောင်လိုက်တာလဲဆိုတာအမေကသူတို့၅ယောက်ရဲ့ရုပ်တွေကိုကြည့်ပြီးတော့မှသူအာနေချက်တွေကိုထုတ်နေတာမလားဒါပေမဲ့သားတို့ကအဲ့ဒီအာနေချက်တွေမှာအာသာချက်တွေတွေ့တယ်သားရဲ့စကားကိုကြားပြီးတော့မှဒေါညိုတယောက်ဘာမှမပြောခဲ့ပါဘူးစိတ်တို့ပြီးတော့မှအပြင်ကိုထွက်သွားခဲ့တယ်။ပြီးတော့သွားရင်သွားရင်လည်းရဲချန်တွေကိုရောက်သွားခဲ့တယ်။သူကတည့်ရတည့်ရစိတ်စားခြင်းနဲ့အတွက်ကြောင့်မလို့ အရက်သီးလန်ခုပါတယ်ဒါပေမဲ့အရက်ပုတ်နေတဲ့အတွက်ကြောင့်မလို့မမိခဲ့ပါဘူး။ဘွားကစိုးရဲကလေးတွေကနိုင်နိုင်လေးရှိတဲ့တရက်သီးတွေအကုန်လုံးကိုခူးလိုက်ပြီးအခုတော့ငါအဲ့ဒီအမြင့်ကတရက်သီးကိုဘယ်လိုခူးရမှာတော့မမကြီးတမီးတို့လည်းတရက်ချန်သွားမှဖြစ်မယ်အမေကတရက်သီးခူးနေတာအဲ့ဒါသူကမမိဘူးဖြစ်နေတယ် ဆိုရင်အမေကငါ့ကိုလိုခတ်တာပဲငါအမြန်သွားမှဖြစ်မယ်ဒီလိုပြောပြီးတော့မှလက်ရှိတဲ့ချွေးမကရောက်ခမရှိကိုသွားပြီးတော့မှသူ့ရဲ့ရှေးကြီးလက်တီနဲ့တရက်သီးကိုခူပေးပါတယ်အိမ်တော်မှာရောက်ခမနဲ့တူတူအိမ်ကိုလာခဲ့တယ်တရက်သီးတွေကိုဖျက်ပြီးတော့မှအချောက်လန်းခဲ့တယ်လူနဲ့ရဲတွေကောင်းဆောင်ခဲ့ရဲတနည်းမှာတော့အိမ်မှာဘူးကိုနေရှိကောမရှိတော့ဘူးတွေ့ကောမတွေ့ဘူးဘယ်နာမထားထားမှမသိဘူးဝယ်ဖို့အတွက်လည်းပတ်စံမရှိဘူးတော်ကြငါ့ရဲ့တရက်သီးတနက်ပုတ်သွားအောင်မယ် ဒီတရည်သီးတနက်ကိုပဲလှုပ်ပြီးတော့ဈေးထဲမှာရောင်းလာလေဒီကနေပဲပတ်စံရှာနေတာအမေကလည်းဘာလို့စိတ်ပူနေရတော့အမေရှိမှဒီချွေးမ၅ယောက်ရှိနေတာပဲအခုပဲအမေရဲ့အလုပ်ကိုလွယ်ကူအောင်လုပ်ပေးမယ်လဲပင်ရှိတဲ့ချွေးမကတော့ထိုင်ပြီးတော့မှအိမ်ရဲ့နေရာတိုင်းကိုလှည့်ပြီးတော့ကြည့်ခဲ့ပါတယ်အိမ်မှာဘူးခွန်တစ်ခုမှကိုမတွေ့ခဲ့ပါဘူးအိမ်နောက်မှာသူကအပြင်လာပြီးတော့မှအိမ်ပေါ်ဓာတ်ကိုကြည့်လိုက်တယ်အိမ်မှာဘူးခွန်တို့ချို့ကိုတွေ့ခဲ့ရတယ် အခုချိန်မှာအဲ့ဒီချွေးမကလက်အရှိရှိတဲ့ချွေးမကိုလမ်းခေါ်လိုက်တယ်။လက်အရှိရှိတဲ့ချွေးမကအိမ်ခေါမိုးကနေအဲ့ဒီဘူးတွေကိုယူခဲ့ပေးတယ်။သူ့အများကြီးတင်ပါတယ်ချွေးမရဲ့။အမေကလည်းကျေးဇူးတင်စရာမလိုပါဘူး။ချွေးမကြီးငါထင်ထားတဲ့အတိုင်းနေတော့ကမဟုတ်ပါလား။နေတော့ကစိတ်ထားတော်တော်ကောင်းတာပဲ။အင်ကအလုပ်တွေကိုလည်းတည်တည်ချာလေးလုပ်ပေးတယ်။ဒီအကြောင်းကိုကြားပြီးတော့သမီးတို့အယံပြော့ပါတယ်။ဒီနေ့ဖခင်အကြောင်းမှာပွဲတစ်ခုရှိတယ်။ဖခင်သချင်းဆိုဖို့အစိုးတော်တွေလည်းအများကြီးလာမှာ။ ပြီးတော့လူတွေလည်းအများကြီးလာမှာဆိုတော့ကြိတ်ကြိတ်တုံးနေမှာအဲ့တော့နေရာရမှာလည်းမဟုတ်ဘူးစောစောတော့မှနေရာရမှာဒါကြောင့်တို့တို့တော့အစင်သေးလောက်ပြီးတော့ပြင်ဆင်ထားနော်ခင်ဗျာသမီးတို့အခုပဲအစင်သေးလောက်လိုက်တော့မယ်ဒီလိုနဲ့ဒေါ်ညိုရဲ့ချွေမ900လောက်ကအစင်သေးလောက်ခဲ့တယ်အမေတို့ကပြင်ဆင်ဖို့အတွက်အချိန်ကျသွားခဲ့တယ်အကြောင်းသွားတဲ့အခါမှာလူတွေအများကြီးရောက်ရှိပြီးတော့မှနေရာကမရှိတော့ပါဘူးဒေါ်ညိုကအရက်ပူတဲ့အတွက်ကြောင့်မလို့ဖခင်ကြောင့်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုမမြင်ခဲ့ရပါဘူးငါတို့900ကိုပြောတယ်မမြက်ပြင်ဆင်ထားလို့ ။ဒါမှနေတို့ကငါပြောတဲ့စကားနားမထောင်ခဲ့ဘူး။တွေ့လာဟိုမှာလူတွေကြိတ်ကြိတ်တို့ပဲအနောက်မှာရှိနေတော့ဘာမှကိုမမြင်ရတော့ဘူးဖျားတော့မမြင်ရတော့ဘူး။ဒါပေမဲ့လည်းအမေရဲ့တမီးကအကုန်မြင်နေရတယ်။နေရတော့အကုန်မြင်ရမှာပဲ။နင်းချရာကိုနင်းကြည့်အောင်လေ။ဟုတ်တယ်အမေတမီးသိတယ်။တမီးချရာကအရန်ရှိတယ်လေ။ဒါပေမဲ့အမေစိတ်မပူနဲ့အမေကိုတီးလိုက်မယ်။ဒါဆိုရင်အမေလည်းအကုန်မြင်ရတော့မှာ။ဘာဘာပြောတာ။နင်ကငါ့ကိုချီလိုက်မယ်ဟုတ်လား။လူတွေမြင်လို့ရှိရင်မကောင်းပါဘူး။ အမေကလည်းအဝေးကြီးကနေဖះเจ้าကိုလာခဲ့တာလေ။ဒါကြောင့်အဲ့ဒါတွေမစင်စားပါနဲ့။ဒီလိုနဲ့ချွေမကတော့သူ့ရောက်ခမကိုခြိလိုက်ပါတယ်။အရိအချိန်မှာဖះเจ้าနဲ့မှဖြစ်နေတဲ့အရာတွေကုန်လုံးကိုတွေ့ခဲ့ရတယ်။ဖះကိုလည်းဘူးမြော်ခဲ့ရတာပေါ့။ဒီလိုနဲ့လရီကုံဆောင်ခဲ့တယ်။ချွေမ၅ယောက်ကအိမ်ကအလုပ်တွေကိုတိချာလေးလုပ်ပေးတယ်ပြီးတော့တော်ညိုကိုလည်းကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့တနေမှာတော့ဒေါညိုရဲ့သား၅ယောက်ကရွာကိုပြန်လာနေခဲ့တယ်။ဒါပေမဲ့ရွာမရောက်ခင်အပြင်ဘက်မှာပဲဓမြ၃ယောက်ကသူတို့ကိုဝိုင်းလိုက်တယ်။မင်းတို့ရှီမပါသမ ्या ရဲ့အကုန်လုံးထုတ်ဆန်းမဟုတ်ရင်မင်းတို့ကိုတတ်ပြစ်မယ်။မင်းမတို့ရဲ့ယောက်ျားတွေကရွာကိုရောက်နေပြီးသူတို့ကအခက်ခဲတစ်ခုနဲ့ကြုံတွေ့နေရတာ သူတို့ကိုဓမြတွေကလူနေပြီးအမြန်ဆုံးသူတို့ရှိသွားပြီးတော့ကူညီပေးရမယ်ကျမကတော့စားစရာတောက်စရာအနှံ့ရနေတယ်ကြည်ရတာသူတို့ကဆက်သောက်ဆိုင်အနည်းတနည်းအားမှာပဲရှိမှာနေုံကအပြင်ထွက်ပြီးကြည်လိုက်မယ်ဘယ်နားလေးမှလဲဆိုတာဒီလိုနဲ့လေပင်အရှိကြီးရှိတဲ့ချွေးမကအိမ်ပြင်ကိုထွက်ပြီးတော့မှသူ့ရဲ့လေပင်အရှိကြီးနဲ့ပပလဲကိုကြည်နေခဲ့ပါတယ်လန်ခူလက်တနည်းအားမှာသူ့ရဲ့ယောက်ျား900ရှိတယ်ဆိုတာကိုတွေ့သွားခဲ့တယ်အဲ့ဒီမှာဓမြတွေကသူတို့ရှိကပစ္စည်းတွေကိုလုနေခဲ့ပါတယ်အခုကြည့်ပြီးတော့မှသူ့မိသားစုကိုပြောလိုက်တယ် အမေဟိုဘက်လမ်းမှာဓမြတွေကသူတို့ရှိကလူနေကြတာအဲ့ဒီကိုအမြတ်သွားကြရအောင်ဒီလိုနဲ့တော်ညိုကတော့သူ့ရဲ့ချွေးမ9ရောက်နဲ့အတူတူအဲ့ဒီဆက်သောက်ဆိုင်နာကိုလာခဲ့တယ်။ပြီးတော့အဲ့ဒီမှာရောက်တာနဲ့ပဲလက်အရှိရှိတဲ့သူကအဲ့ဓမြကိုလည်းပြင်လိုက်ပါတယ်။ဒါတော့အရှိရှိတဲ့ချွေးမကလည်းဓမြတယောက်ကိုပိတ်ကန့်လိုက်တယ်။အဝေးကြီးမှသွားကြခဲ့တယ်။ဒီလိုနဲ့ချွေးမ9ရောက်ပေါင်းပြီးတော့မှသူတို့ရဲ့ယောက်ျား9ရောက်ကိုစောင့်ရှောက်ပြီးခဲ့တယ်။ဒီလိုနဲ့ကောင်းကောင်းမွန်မွန်ယောက်ျား9ရောက်ကလည်းအိမ်ကိုပြန်လာခဲ့တယ်။ ီတို့၅ယောက်ကတတော်ကိုအတုံးကြတာပဲငါကဆင်းရဲပေမဲ့ဒီလောက်ထိထက်မြက်တဲ့ချွေးမ၅ယောက်ကိုရမယ်လို့ငါမထင်ထားဘူးအမေရဲ့ပြုံးရွှင်တဲ့မျက်နှာကပြောပြနေတဲ့အမေကချွေးမ၅ယောက်ကိုလက်ခံလိုက်ပြီဆိုတာဟုတ်တယ်သားရဲ့ချွေးမ၅ယောက်ကိုလက်ခံလိုက်ပြီဒါပေမဲ့လည်းအခုကချွေးမကချွေးမမဟုတ်တော့ဘူးတမီးတွေဖြစ်သွားပြီဒီနေ့ကနေစပြီးတော့မှတော်ညိုတယောက်ချွေးမ၅ယောက်ကိုအရန်ချစ်ခင်ခဲ့ပါတယ်ချွေးမ၅ယောက်ကလည်းရောက်ခမကိုအရန်ကိုဖြူစုဆောက်ရှောက်ခဲ့တယ်